ဲ့ဒီ member account ကိုဒီတစ်ပတ်ကပဲဒီ390ဒီ line ကနေပဲထောက်တာကျွန်တော် member card ထဲမှာဒီ၄ချောင်းနှစ်ကဟိုးတစ်ပတ်တည်းကဘယ်လေဘယ်နေချိန်ကြီးရတော့မသိဘူးတော်တော်များများပါတယ်၄ချောင်းနှစ်နှစ်နှစ်၄ချောင်းပတ်လည်ဘူးပေါ့နော်ပါတယ်ဒီ line ကနေပဲကလင်နာမှာဒီမှာဆောင်းနာလိုက်ရှုနေပေါင်းကြည့်လိုက်ပေါ့နော်ဆောင်းနာလိုက်ကြသွားတယ်လေလင်းငါတော့များလို့ဒီမှာနောက်ပိတ်ပုံလုံးထောင်းပြီဆိုတော့ねဒီဆောင်ဖြတ်တဲ့ဒီချိန်7.6ဆိုတဲ့ကဏ္ဍဟာနောက်နေ့ထဲမှာလိုက်ထွက်တော့စသုံးချိန်မှာ6.5လေးလို့ထောင်းပြီးမှမှာထွက်တယ် ဲ့တော့ဒုတိယကံမှာလည်းဒီမှာ၄၄၅၃ညာလို့ထောင်းလာတယ်ဒီမှာ605ဒီဆောင်ဖြစ်တဲ့605ထိပ်စီ၃လုံးကနောက်နေ့ထပ်မှလိုက်ခွက်တော့73ချိန်မှာပဲသူက65လေးလို့ထောင်းခွက်တာအဲ့တော့နှစ်ကြက်မှာသူအတိအကျပြီးခဲ့တဲ့အတွက်ကြောင့်ဒီမှာ၄၄၅၃ညာလို့ဖြစ်သွားပြီဖြစ်သွားပြီဆိုတာနဲ့ဒီဆောင်ဖြစ်တဲ့64နှစ်ဆိုတဲ့ကဏ္ဍဟာနောက်နေ့ထပ်မှမွေးရမယ်ဆိုပြီးကျွန်တော်အဲ့တော့အတင်းပေးတာဒီအချိန်မှာကျွန်တော်ဖမ်းမိသွားတဲ့အတွက်ဘာအထောက်အကူတွေနဲ့ဖမ်းမိလဲဆိုတော့6နှစ်အတွဲကိုအရင်ဆုံးတွေ့တာ တွေ့တော့ကြတော့ဒီမှာ2 3 9ခုလို့ကလင်နာမှာထောင်းပြီးဆိုရတယ်သူကပရိတ်နေနေဖြစ်တာဖြစ်ပြီးဆိုရင်သူ့ရဲ့ဆောင်မှာ2 6ခွေเนาะ2 6ခွေအဲ့ဆိုရင်ကျွန်တော်တို့ဒီမှာပေါင်းဆက်ပြီးတော့ဖမ်းတာเนาะ2 3 9ခုလို့နောက်ထောင်းပြီးဆိုတာ ਨੇ ပရိတ်နေနေဖြစ်တာဖြစ်ပြီးဆိုရင်သူ့ဆောင်မှာ2 6ခွေဒီမှာအဲ့တော့ဒီမှာ2 3 9ခုလို့ထောင်းပြီးဒီမှာ2 3 9ခုလို့ထောင်းပြီးဆိုတာ ਨੇ 2 3 9ခုလို့ထောင်းပြီးဆိုရတယ်ဒီမှာပရိတ်နေနေဖြစ်တာ ။သူ့ဆောင်မှာ6နှစ်လွယ်ဆိုကျွန်တော်ဒီကနန်းကို6လေးနှစ်ကိုသွားတတိယတာ6နှစ်အတွင်းနဲ့မွေးကနန်းဆိုပြီးအဲ့တော့ဒီကောင်ကိုကြဆိုင်ရှာတဲ့အချိန်မှာဘယ်မှသွားတွေ့လဲဆိုတော့မ6နှစ်အခွားကိုဖက်အောင်ပြရတဲ့အကြောင်းရင်းကဒီဒုတိယကကျွန်တော်ရဲ့တင်ရတာပဲသုံးကက်ဒီမှာခွက်ခွက်ဆော့တာပေါ့ဗျာ။ဟုတ်လား။သူနဲ့အခြေခံမှာဒီနှစ်တုံညာကုန်ထောင်းပြီးနှစ်တုံညာကုန်လို့ထောင်းပြီးဆိုတာနဲ့သူနဲ့အခြေခံမှာဒီမှာ6နှစ်ခွာတယ်6နှစ်ခွာတော့သူ့အပေါ်မှာခါတူခါလို့ကစားတယ် ခါထုခါလို့ကစားတယ်ဒီမှာလည်းခါထုခါလို့ကစားခဲ့တာဒီနေရာမှာအများကြီးပေါ့ပြောချင်လို့ဆိုတော့6နှစ်အခွားကိုဒဲယူလိုက်တယ်အဲ့ဒီ6နှစ်အခွားကိုဒဲယူရတဲ့အကြောင်းရင်းကကျွန်တော်ကလင်နာမှာပြောခဲ့ဘူးလေဒီမှာဒီကနန်းကပြန်ကြတယ်ပြန်ကြပြန်တယ်သူ့အောင်နှစ်ပွဲကျော်မှသူ့အောင်ကကနန်းကိုပြန်လိုက်တယ်အဲ့ဒါလို့သွားခဲ့တာသွားခဲ့ပြီးရတယ်အဲ့ဒီနောက်နှစ်ထဲမှာအဲ့တော့ကျွန်တော်ဒီမှာဒီကနန်းဟာဟမ်နားလေနော်ဒီစီကျော်မဟုတ်ဘူးဒီစီကျော်ရှင်း၅နှစ်မြောက်ကအဲ့ဒီမှာ ီးမှာဒီကနေ့ဒီကနေ့ပေါ့နော်อืมဟုတ်တယ်ဒီကနေ့ ဒီလိုအထက်အောင်ပြန်ကြခဲ့တာဒီစီကျော်သူလည်းအချိန်ကြိုက်တယ်မှာဒီမှာ၄၅၅လို့၃ခွန်၃ခွန်တိတို့အချိန်ကြိုက်လို့ရှိတယ်ဗျာကိုတုံညာခွန်တို့ဟာလေကိုတုံညာခွန်ကိုတုံညာခွန်ပတ်လေဒီကနန်း line ကျွန်တော်ခဏခဏပြနေတယ် line အဲ့ဒီကနန်းကြီးကဒီနှစ်ဦးကနန်းနှစ်ကွာဟာပြန်ကြတော့အထက်အောင်နှစ်ဘွဲကျော်တွေဒီလိုပြန်ကြခဲ့တာပြန်ကြခဲ့တဲ့သူရဲ့နောက်နေနှစ်ဦးမှာဆက်ရတဲ့ကနန်းရှိ၅နှစ်မြောက်ကတနည်းနည်း၃နှစ်၄နှစ်၅နှစ်၅နှစ်မြောက်က၅လေးတိရဲ့အပွားကောဒီကောင်၆နှစ်မြောက်မှလည်းရှိရောဗျာဒီအကွက်ရွှေဆိုင်ကြီးကကျွန်တော်မကြခဏပြောနေတာအဲ့တော့ကျွန်တော်ဒီမှာဒီကနန်းဟာလည်းသူပြန်ကြတယ် သူနဲ့အချိန်ကတည်းကဒီမှာတော့9396တွေလည်းရှိတယ်။နော်။သူနဲ့အချိန်ကမှာ3ခွန်တစ်ပလဲတွေလည်းရှိတယ်ဒီလိုတေးတာဒီကနန်းပြန်ကြတယ်။ပြန်ကြပြီနဲ့သူ့အောင်နှစ်ပွဲကျော်ကြာတဲ့ကနန်းသူ့အောက်ကနှစ်ဦးကနန်းနေဖြစ်နေတာ။နှစ်ချိန်နဲ့ပထမချိန်နဲ့နောက်ဦးချိန်ကနန်းဖြစ်ပြီးရတဲ့သူ့ရဲ့နောက်ကိုလိုက်တဲ့ကနန်းသူရှိတဲ့နှစ်နှစ်၃နှစ်၄နှစ်၅နှစ်၄နှစ်ရှိတဲ့ပုံစံသူ၅လေးတည့်ရဲ့အပေါ်ကောင်းထက်တာ ဲ့ဒီကောင်6နှစ်မြောက်မှလည်းသူရှိခဲ့တယ်ဆိုတာကျွန်တော်မကြာခဏအကွက်ရှူဆိုင်ကြီးနေပြောခဲ့တယ်။အဲပြောခဲ့တော့အဲ့ဒီနှစ်ထဲမှာကျွန်တော်ဒီ6လေးနှစ်ကိုအဲ့ဒီချိန်မှာတွေ့ရတဲ့လိုက်ချောင်းတော့အဲ့ဒီနှစ်ထဲမှာသူအဒီသုံးခုခုလို့လာတယ်ပြီးတော့သူကနေသုံးခုခုဆိုတော့ဗရိတ်ခုဖြစ်လို့1 2 3 4 5 6 9 9နှစ်မြောက်မှာဗရိတ်ခုရဲ့ပါဝါနှစ်ဗရိတ်ကို6ပြင်းကအဲ့ဒီကဏ္ဍဟာသူ့ရဲ့ဒီငင်းကုံကဒီ6 1 5ဆိုတဲ့ကဏ္ဍသုံးလုံးမှာဒဲဖြုတ်တာဒဲဖြုတ်ခဲ့တာ အဲ့တော့ကျွန်တော်ဒီစီကြောထဲမှာပဲဒီမှာ300ပတ်လေလာတယ်ပြီးတော့2နှစ်9နှစ်သွားတနေ့နှစ်နှစ်3နှစ်4နှစ်5နှစ်6နှစ်9နှစ်9နှစ်သွားပြီတာ ਨੇ တည့်ရမြင်းကုံက64နှစ်ဆိုတဲ့ကဏ္ဍဟာအဲ့ဒီမှာတဲ့ဒီမှာမြင်းကုံမှာဆင်းထွက်တာထွက်ပြီးတာ ਨੇ ဒီ65ဟာနောက်နှစ်နှစ်ကျော်ထွက်ဆိုပြီးရှင်တော့ပြီးခဲ့တဲ့နှစ်ကတည်းကဒီကောင်အောင်ပြီးတဲ့နောက်နှစ်ကတည်းကနှစ်နှစ်ကျော်ထွက်လို့ကျွန်တော်အစပြောလာတာနှစ်ဥမာတွေမဟုတ်ပြီးခဲ့တဲ့နှစ်တည်းရောဒီကောင်အောင်ပြီးမှနှစ်တည်းရောကျွန်တော်တို့ကနှစ်ကက်နဲ့ခွဲဆန်းတာဆိုတော့နှစ်ကက်တိနေပဲကဏ္ဍကို စိုက်နေနေကြည့်ကြတဲ့ရှိတော့ဒီမှာနှစ်နှစ်ကျော်သူလိုက်ထွက်သွားပြီချောင်းနေတာပဲလွတ်သွားတာကိုဖမ်းခဲ့တာကအဲ့ဒီကအဲ့ဒီနေထဲမှာရှိခဲ့3 90ကိုပဲဖမ်းခဲ့တာအဲ့ဒီနေထဲမှာဒီလေးလေးငါးတုံညာလို့ဖြစ်တာနဲ့သူကတနေ့နဲ့နေ့၃နေ့၄နေ့၅နေ့၆နေ့9နေ့နဲ့ဒီလေးလေးငါးတုံညာလို့ဖြစ်တာနဲ့ဒီဆောင်ဖြတ်တဲ့ရှစ်တိချောင်းဟာနောက်နေ့ကိုထွက်ပြီးရတယ်သူရဲ့နောက်တစ်နေ့ကျော်မှာ9 93နဲ့3 90ဟာလိုက်ထွက်တာဒီမှာတကွက်ကပြန်ကြရတယ်ပေါ့လေနော်3 90မကြရင်ကြအဲ့ဒီမှာ ပြန်ကြတကွအနည်းဆုံးဆော့တယ်ဆိုရတဲ့390နဲ့ပုံ900လိုက်တွဲထွက်တာအဲ့တော့ဒီမှာ4953လို့ဖြစ်တာနဲ့ဒီဆောင်ဖြတ်တဲ့6900နောက်နှစ်ကိုထွက်ပြီထွက်ပြီနဲ့သူကနောက်တစ်နှစ်ကျော်မှ395နဲ့390လိုက်ထွက်တာအဲ့ဒီလိုင်းကျော်ပဲ390ကိုကနန်းတူကနန်းနဲ့ယူခဲ့တာအဲ့တော့ကျွန်တော်ဒီမှာ4953လို့ဖြစ်တာနဲ့ဒီ6လေးနဲ့နောက်နှစ်ကိုထွက်တော့သူ့ရဲ့နောက်တစ်နှစ်ကျော်မှ953နဲ့390လိုက်ထွက်ရမှာဆိုကျွန်တော်ပြီးခဲ့တဲ့နေ့ကလည်းမမကောင်းလို့ပြောတယ်395ပဲသူကပြန်ချလိုက်ထွက်သွားတယ်ပြီးတော့390ကျန်နေတယ် ော့390ကျန်တဲ့ကြောင့်ကျွန်တော်ကဒီမှာပြန်ရဆက်နေတဲ့ကဏ္ဍလူကဏ္ဍ390ဆိုဒီစီကြောကနေပဲ390ကိုကျွန်တော်မှန်ပါတယ်မှာ share ထည့်ခဲ့တာဒီစီကြောကိုတတိပေးတယ်ကံကြမ้าကိုပါပြောမယ်ဆိုရင်တော့အဆောက်အအုံအကောင်းပေါ့နော်ကိုစီနာကောင်းရင်ကံကောင်းလဲဆိုတာတတိတော့ပေးတယ်လို့ပဲယူဆရင်ကိုကကွာဒီ6လေးနှစ်ကြီးကိုမေ့တာ6လေးနှစ်ချောင်းနေတယ်နှစ်စာကလေးရမှာပေါ့ပြီးခဲ့တဲ့နေ့တွေကလည်းတောက်လျှောက်ပြောနေအခု2လေး6ကြီးထွက်သွားတာ ဲ့တော့သူ့ရဲ့အောက်ကိုလိုက်တဲ့ကဏ္ဍဟာကဏ္ဍတုကဏ္ဍ196ဖြစ်မလားဒါမှမဟုတ်ဒီလိုအချိန်တိုင်းနှစ်နှစ်ကျော်ကဏ္ဍမြဲလမ်းထင်မလားဒီမှာအဲ့လို2 4 6ကဒီညမှာထွက်သွားတယ်သူ့အောက်မှာ196မွေးကစိုက်ကျွန်တော်တင်ပေးထားတယ်နော်မန်ပါဒီဒါမှမဟုတ်ဒီနှစ်နှစ်ကျော်ကဏ္ဍဒီ5ကိုလေးပဲဖြစ်သွားမလားလောလောဆယ်တော့ယာကြီးတော့ကျွန်တော်ဒီတော့တော့ပြောလို့ရတယ်နော်အဲအဲဆိုရင်ကျွန်တော်တို့က196 169ကိုအာပေါ့နော်အာအာပက်လေရေ၄၉၅ အဲလောလောဆယ်အဲ့နှစ်ကွက်တော့ကျွန်တော်လောဆယ်အကြိုက်ဆုံးကြီးတော့မဟုတ်သေးဘူးတင်ပေးလိုက်တယ်ဒါပေမဲ့ကျွန်တော်ကဏ္ဍနေလိုက်ရှေ့လို့တခြားလိုင်းကြီးနဲ့ညှိတယ်ဆိုရင်ဒီကဏ္ဍနေက organ နဲ့ဖြစ်သွားနိုင်တယ်အစောဆုံးဆိုတော့ကျွန်တော်ခံခဲ့ရတာလေးကိုကျွန်တော်ပြီးခဲ့တဲ့နေ့ကတည်းကရောခဲ့ပြီးသားတချို့ကြတော့မွေးထားလို့ပေါက်တယ်ဒီနှစ်လေးချောက်ကပေါက်သမားတချို့နေမှာများတယ်ပေါ့နော်အဲ့တော့လေးကူငါအပတ်လည်းနဲ့ရှစ်ချောက်ကိုအပတ်လည်းကဏ္ဍလူကဏ္ဍဆိုရင်ကျွန်တော်တို့ကနှစ်ကက်စီးရဆိုရင်ကဏ္ဍလူကဏ္ဍနဲ့ချုပ်သွားပြီး ရစ်ကိုချောင်းနဲ့ချုပ်မယ်အကြိမ်ခိုင်းရရင်တော့ဒီလေကုန်းကဒီလိုမျိုးရိုက်သွားမလားတကယ်လို့ရှိတယ်ပေါ့နော်ရှင်းနှစ်နှစ်ကျော်ကနန်းမဲချသွားမလားအဲ့တော့ရစ်ကို6ကလည်းကြာတယ်ရှိတယ်နော်ကြာတယ်ရှိတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်ကရစ်ကို6ကကြာတယ်ရှိလို့ရစ်ကို6မွေးကနန်းကိုကျွန်တော်တင်ပေးထားဘူးလေဘာကြောင့်လဲဆိုရင်ဒီမှာရှိတယ်အများကြီးပေါ့နော်1 5 နှစ်ငါးရှစ်ကိုလာကျွန်တော်မြန်မာကောက်မှာတော့ပြောခဲ့ဘူးလေနှစ်ငါးရှစ်ကိုရှစ်နောက်ပိုင်းနဲ့ထွက်တာနဲ့ထင်တယ်ရှစ်နောက်ပိုင်းနဲ့ထွက်တာနဲ့သူ့ရဲ့ဒီနှစ်လိုင်းကျော်က880ခန်းနောက်နှစ်ကိုသူ880ပတ်လည်လိုက်ထွက်တယ်နော်နှစ်ငါးရှစ်နှစ်ငါးရှစ်ကိုရှင်းနောက်ပိုင်းနဲ့ထွက်တာပေါ့နော်နှစ်ငါးရှစ်ကိုရှင်းနောက်ပိုင်းနဲ့ထွက်တယ်ဆိုဒီမှာရှင်းနှစ်ငါရှင်းနောက်ပိုင်းနဲ့ထွက်တာဒီမှာဆိုငါးရှစ်နှစ်ရှစ်ပေါ့နော်ရှားကြည့်ကြည့်ပေါ့နှစ်ငါးရှစ် 298ကို6နောက်ပိုင်းနဲ့ထွက်တာအဲအဲ့တော့ဒီမှာဒီမှာ298 98ပေါ့နော်ဒီမှာ298လို့ထွက်တာနဲ့သူ့ရဲ့ဒီညင်းကုန်က633အဲ့ဒီကောင်နောက်နှစ်ကိုပတ်လည်လိုက်ထွက်တာနော်အဲ့တော့ဒီမှာ298သူ့ရဲ့ဒီရ669 နောက်နှစ်ကိုထွက်ဆိုပြီးကျွန်တော်မှန်ပါအကောင့်ထဲမှာပြောထားတခြား line တွေလည်းရှိတယ်နော်အဲ့ဒီ669ကအဲ့တော့669ငွေကဏ္ဍများကျွန်တော်တို့ပြထားတဲ့ကဏ္ဍများသူကဒီလိုမျိုးအကျင့်ကြီးတစ်ခုမှာဒီဖြစ်စဉ်တစ်ခုကဒီမှာကဏ္ဍတစ်ခု258တဲ့တဲ့သူရဲ့ဒီရကဏ္ဍနှစ်ကစီးနဲ့ဆိုသွား258တဲ့တဲ့နဲ့ဒီမြင့်ဒီနှစ်ပင်ကျော် line 633ဟာနောက်နှစ် line ထွက်တော့73ချိန်မှာ line ထွက်တယ်အဲ့ဒီကောင်ကလည်းဒီမှာအကျင့်ကြီးမတူဖြစ်ထားပြီးတော့ဒီဒီရကဏ္ဍ669ကနောက်နှစ်မှာထွက်တော့ဒီကောင်နဲ့ပုံစံမျိုး669မှာ line ထွက်တယ် ဘောတရားကတော့ဒီပထမကတ်နဲ့ဒုတိယကတ်မှာကဒီမှာလေးလေး90ရာဒါပထမကတ်မှာ76လို့စောင်းတဲ့ကနေနောက်နေ့ကိုထွက်တော့73ချိန်မှာပဲလိုက်ထွက်ပြီး65လို့တော့ထောင်ထားသေးတယ်။ဘောတရားကိုကျွန်တော်ပြောပြတာနော်။ဒါ65လေးမထောင်ရင်တော့အဲ့တော့ဒီမှာလေးလေး93လို့ဖြစ်ပြီးတော့ဒါဒုတိယကတ်65ဆိုတဲ့ကနေနောက်နေ့ကိုလိုက်ထွက်တော့73ချိန်မှာပဲတန်းနေမှာပဲနော်။လိုက်ထွက်တာ။အကျင့်ကြီးတစ်ခုအတူတူမှာပဲလိုက်ထွက်သွားတာ။အဲ့တော့ဒီလိုစိုက်မျိုးလေးကနည်းနည်းပဲဖြစ်တော့2 5 8ကလည်းကျွန်တော်ကလင်နာမှာကြည့်ရတော့နှစ်ကွက်ပဲလား။ ဒီမှာဒီမှာနှစ်ငါးရှစ်မငါးနှစ်ရှစ်နှစ်ကွယ်နော်ငါးနှစ်ရှစ်ဒီမှာလည်းငါးနှစ်ရှစ်နော်ရှစ်နောက်ပိုင်းတော့ထွက်တယ်နော်အဲရှစ်နောက်ပိုင်းတော့လည်းသူ့ရဲ့ဒီညင်းကုန်းက၈၀ဆယ်ဆိုကြတဲ့နောက်နှစ်ကိုထွက်တယ်အဲ့တော့ဒီမှာလည်းငါးနှစ်ရှစ်ကိုရှစ်နောက်ပိုင်းနဲ့ထွက်တော့သူ့ရဲ့ဒီညင်းကုန်းကဒီမှာဒီမှာနှစ်ငါးရှစ်ပဲဖြန့်ပြေးတာအဲ့ဒီနှစ်ငါးရှစ်ကနေနောက်နှစ်ကိုထွက်တယ်နော်ရှစ်နောက်ပိုင်းနဲ့ဖြစ်တာနှစ်ငါးရှစ်ပဲလေကိုရှစ်နောက်ပိုင်းနဲ့ထွက်ပြီဆိုတာလေအဲ့ဒါဆိုဒီမှာနှစ်ငါးရှစ်နှစ်ငါးရှစ်ကိုရှစ်နောက်ပိုင်းနဲ့ထွက်တော့၆၃၃နောက်နှစ်ကိုထွက်တယ်နော်အဲ့တော့ဒီမှာနှစ်ငါးရှစ် ရှင်းတော့ပြလို့ဖြစ်တယ်ဒီ6ချက်ကိုနောက်နှစ်ကိုထွက်ရင်ဒီမှာ258တဲ့258တဲ့အကြောင်းပဲသူကဒီလိုလိုက်ထွက်သွားမလားဒါမှမဟုတ်ရင်ဒါမှမဟုတ်ရင်258 258နော်258 258လို့ဖြစ်တာ ਨੇ ဒီနှစ်တန်းနဲ့သူချသွားမလားဒီ780ဆိုတဲ့ကဏ္ဍနောက်နှစ်ထွက်တော့296ရအောင်မှာလိုက်ထွက်ထားတယ်နော်ဒီဒီ258ဖြစ်ပြီဆိုတာ ਨੇ သူ့ရဲ့ဒီကဇောင်းဖြတ်တဲ့ကဏ္ဍကနောက်နေ့ထွက်တော့လင်းနှစ်ချောက်ခံပြီးမှထွက်တဲ့ဆိုရင်ဘယ်လိုလုပ်မလဲဒါနှစ်ကက်စီနဲ့ပေါ့နော်ဒီနှစ်ကက်စီနဲ့ဆိုရင်အကျဉ်းရီတူမှထွက်မယ်ပေါ့ဒီနှစ်ကက်စီနဲ့ဆိုရင်လင်းနှစ်ချောက်ရဲ့အောက်မှထွက်မယ်ပေါ့ဗျာအဲ့လိုသဘောတရားကိုကျွန်တော်ပြောပြတာနော်အဲ့ဒီတော့လောလောဆယ်တော့ကျွန်တော်အစိုးရရှိကြီးတဲ့ကိုဒါချောင်းခဲ့တဲ့ကဏ္ဍလေးကိုဖြစ်ပြအောင်လို့ဒီချစ်ချောက်ကိုအာတော့တင်ထိုးမယ်နော်ချစ်ချောက်ကိုအာတင်ထိုးမယ်ဒီကောင်တော့ရံပေါ့အာတော့၄ကို၅တော့အာရံတင်ရံ ရင်ပေါ့ဗျာဒီတကွက်ကိုကျွန်တော်လောလောဆယ်ကြိုက်တယ်ဒါကကျွန်တော်ချောင်းနေတဲ့ကဏ္ဍဖြစ်လို့နော်ဒါကအစောစီကျွန်တော်ရှစ်ချောက်ကိုအားကိုတင်ပေးလိုက်ပါတယ်နော်အားလုံးပဲမင်္ဂလာပါဗျာဒီလောက်ပါပဲ